ဖျားမရှိတရားမရှိရှင်းရှင်းလေးပဲလောကလူသားတွေအားလုံးကဖျားရှာလားတရားရှာလားတရားပဲရှာတယ်တရားရှာတရားရှာမယ့်အရွယ်ရောတရားရှာဖို့ကျန်းစာဟုတ်ဒါကျွန်တော်ဆရာဒေးဗစ်လက်ဆောင်ပေးထားတာစိုင်းနေပါရင်လည်းသူစိုင်းနေပါရင်ပေါ်ကြီးမရှိရင်ဒီကျန်းစာဟုတ်လည်းဒီထဲမှာရှိမှာမဟုတ်ဒီကျန်းစာဟုတ်ပိုင်တာဘာသူပိုင်တာဒါပေမဲ့ဆရာဝင်းမင်းလားဟာဆရာပေါ်လက်တဲ့ချင်းအဲကျန်းစာဟုတ်လေးဆရာဒေးဗစ် live စိုင်းလေးပါရဆိုတော့ငါတုတ်လိုက်ကောင်းမထင်နဲ့ဥပမာပြရနော်ဆရာ ဥပမာဒါဖျားဆိုရင်ဒါတရားပိုင်ရှင်စရာတောင်းလို့ခြင်းတာတရားပိုင်တာမသူလေဖျားဒါပေမဲ့လူတွေကဖျားရှာလာတရားရှာလာတရားပဲရှာရင်ပုပ်ကူကြတော့မလူခြင်းဘူးတရားအောင်ကြတော့လူခြင်းတရားရှာရင်တရားတွေ့လားမတွေ့လားတွေ့တယ်တွေ့တော့ခဏပဲစေရဲ့တရားစခန်း၃ရက်ကျန်းစာတင်တယ်တွေ့တယ်တရားတရားရှာရင်တွေ့တယ်ဒါပေမဲ့အကြာကြာမခံဘူးတရားပေါက်သွားတာဒါပေမဲ့ဖျားမရောက်လာတရားပေါက်သွားဖို့ဖျားတင့်ကိုလူရှိရမို့ဖျားရောက်လာဖို့တင့်ကိုလူရှိရလောကဘာသာတရားတွေအားလုံးကတရားပဲပေါက်တယ်တရားပဲရှာတယ် တနာပါတယ်တရားဆိုတာဘသူပိုင်တာလဲဖုရားယေရှုယုံတဲ့သူတည်းဘသူရောက်လာလဲဘာဘာပါမထင်လဲအာမင်တင့်ထဲကိုဖုရားရောက်လာတယ်ဆိုတာစေရနာနဲ့တရားပြုပြင်ပေးဖို့ဖုရားရောက်လာတရားပဲလိုချင်ပြီးတော့ပုပ်ကုန်နဲ့မရင်းနှီးတာဘုရားရှင်မလိုချင်ဘုရားသခင်ကသူလာရင်ဘာပါမလဲဖုရားလာရင်ဘာပါမလဲဖုရားလာရင်ဘာပါမလဲဆရာဝင်းမင်းလားဒီကျမ်းစာကိုလိုချင်တယ်မပေးပါဘူးကျွန်တော်ထမင်းစားဖိတ်လိုက်လေ ကျွန်တော်ထမင်းစားပိတ်လိုက်ရင်ဘာပါမလဲဆရာကြီးအိမ်မှာတစ်ချက်လောက်လာဆူတောင်းပေးပါဦးအဲ့ဆိုဘာပါမလဲကျန်းစာဦးပါမေးပုပ်ကိုကိုမလိုချင်ဘဲနဲ့ပုပ်ကိုကိုကြော်ပြီးတော့ပုပ်ကိုပိုင်တဲ့ဟောင်လိုချင်လို့မရဘာသာတရားတွေအားလုံးကတရားပဲရှာတယ်ဖယားတင့်ထဲလာနေချင်တာဒီနေ့ပိုးကြီးအရက်ပြက်သွားတာမဟုတ်ဘူးဖယားသက်ရှင်တာမူရဲ့စေဝါပြက်သွားတာမဟုတ်အထက်ကဖယားသူ့တရားကို ြင့်ပေးနေတယ်ကျွန်တော်ကြင့်နိုင်တာတခုမှမရှိဘူးဖယားဒီတဲ့ရနဲ့အသက်ရှင်ပေးတာအရင်တော့ပိုးကြီးစကားပြောရင် SD ငါတွေအရှိမအများကြီးပါတယ်ငါ S အခုဘာလို့ပြောင်းလဲသွားလဲဒီတဲ့ကဒီတဲ့ကိုဘယ်သူရောက်လာလဲအဲ့ဖယားဘာကိုပါခေါ်လာလဲဖယား hallelujah ဒီနေ့တကယ်ချင်းပြောရအောင်တရားမရှာနဲ့ဖယားကိုပဲရှာလာဖယားရောက်လာရင်သင်ရဲ့မကောင်းတဲ့အချင်းတွေအားလုံးစေတနာနဲ့ပြုပြင်ပေးမယ်